အဲ့ဒါဆိုင်ကိုသိန်းကသူ့စိတ်ရမ်းညစ်နေလို့အိမ်တော်ရေးစင်မပြေလို့စိတ်လေးနည်းနည်းတက်တာပါစေဆိုပြီးသူ့ကိုသိန်းတင်တော့ပဲလမ်းလေးပဲပြခဲ့တာလမ်းပေါ်ထွက်ကြတာဟာတော့သူကိစ္စကိုသိန်းဒီနေ့တော့ပို့စင်ပြီးရှင်းထားတယ်ကိုသိန်းယောက်ျားလေးတဘာဝတရှိတဆူတာอืมခြေစင်တို့လာမင်းတို့ ਨੇ ပတ်သက်တာမဟုတ်ဘူးကြီးကြီးလိုက်အဲပတ်သက်ဘူးအဲကိုသိန်းကို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 တချင်းဆိုရဲကရဲဟုတ်ကဲ့စားရဲဒါပဲอืม တကယ်တမ်းယူမယ်ဆိုဒီလိုယောက်ျားမျိုးယူတဲ့အုံနောက်နဲ့စဉ်းစားမယ်ဆိုပတ်စံလဲရှိတယ်နော်နော်အမြဲတမ်းဆွဲကြိုးတွေဆိုတာတီးမြာပဲအုံနောက်နဲ့စဉ်းစားမယ်ဆိုဒီလိုယောက်ျားမျိုးယူတဲ့မှာအချစ်လက်ကြီးရဲ့သစ္စာလဲရှိတယ်သစ္စာလဲရှိတယ်ခမလေးဟာ hey hey ခမလေးခမလေးမမမမပြေမပြေပါနဲ့ဘာကိစ္စရှိလို့လဲဟောရီမှာဗျာခမလေးတို့ကိုကြီးလက်ဆောင်လေးတွေဝယ်လာတာယော့အဲ့တော့တတိယထားကိုနိုင်ရင်းဖြစ်သွားတယ် ုတ်တယ်ကိုနိုင်လွင်ပဲလေကိုနိုင်လွင်ပဲဟမ်ကိုနိုင်လွင်ကတကယ်တော့စိတ်ထားအောင်မကောင်းရှင်းရှင်းနေငောင်းပါထောင်ကျသွားတာကားထဲမှာပါတဲ့ rider အစားသေဆောင်နေအစားဆုံးကိုလူရင်းနေကြီးတယ်ဘလိုင်းအင်ရှင်းမှာလာဆဲမှာဆိုလို့ဝင်းရနဝင်းရနလူရင်းစော်သိရမလားပြောမလားဆိုမလားကြီးပဲလေအကုန်လုံးက rider အစားပြီးတော့ဆိုတော့အကုန်လုံးက ြောချလိပါတယ်လေဟုတ်တယ်ဟုတ်တယ်ပြောတရားဦးလည်းပါတယ်သူရဦးလည်းပါတယ်ဟုတ်တယ်ချလိရောဟာလက်တစ်ကောပြီးတော့ရမုံပေါ့ဒါဒရိုက်တာတို့အကိုအဆုံးပဲဟုတ်ကဲ့လာလာလိုက်လည်းပါတယ်ဆိုဒီလူတွေမှမလာရင်စိတ်ခံစိတ်ခံပြောရဲဆိုတာထက်အတိုင်းထက်လုံပါပဲဘာလို့တကယ်ပြောရင်ကျွန်တော်စနိုးကလည်းရုပ်ရှင်ဘက်မှာပေါ့နော်ဒီဘက်မှာတိုးဆောင်လုပ်နေရတယ်နည်းနည်းကြာပြီကြာတဲ့အချိန်မှာမှ ိုးစားခဲ့တယ်ဆိုပေမဲ့ဒါအခြေတစ်ခုရောက်လာပြီဖြစ်မှာလေဟုတ်ပြည်သူတွေအားပေးခံရတဲ့အတွက်ပြောပါရစေစူးစမ်းမှုကိုဒါအတိမတ်ပြုခံရတဲ့အတွက်စတော့မောင်မောင်ရောရန်ဝတ်တာပါဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်ပြင်မာလဲချုပ်ပေါ်တယ်နောက်အတိုင်းပေါ့အရန်ကြီးရပြင်မာလဲအဲအိတ်ကားမရခင်လဲမျက်ခွေနေရဟုတ်တယ်မတရားစလုံးနေရဒီဇက်ကောင်မှမဟုတ်ဘူးအရှိမလေးကကျွန်တော်ကျွန်တော်ဒီဇက်ကောင်မှစုံမှာပေါ့လေအရှိမလေးကျွန်တော်တို့တွေအဲ TPC တွေတူတူရိုက်ပြူးတယ်အဲပြီးတော့ program တွေလည်းတူတူရိုက်ပြူးတယ်နောက်တခြားဟာတွေမှလည်းကျွန်တော်တို့ကစုံနေတယ် ဆုံးတယ်ဆိုတော့အများနဲ့ပြီးတော့ဒီတိုင်းဆိုရင်တော့မှဟိုသူတို့နဲ့ကကျွန်တော်နဲ့ခဏခဏတွေ့ဖြစ်တာစကားရကကိုနိုင်လွင်ရတယ်ရမိုက်ချော်တယ်စကားရကကိုနိုင်လွင်ရတော့လေနည်းနည်းပေါ့နော်ဟိုအနှွိုင်းဖြစ်တယ်ဘုံဘုံစကားရလူကိုပြောတာစကားရဘာလို့လဲဆိုတော့ကိုတငယ်ချင်းကမကြိုက်ဘူးမကြိုက်တဲ့ဟာကိုသူအတင်းလိုက်ကြိုက်နေရလေဒီလားအဲ့တော့ကိုလည်းအနှွိုင်းဖြစ်လို့ကိုတငယ်ချင်းကလည်းအနှွိုင်းဖြစ်တယ်အဲ့တကူပါပဲဒါပေမဲ့ တကယ်တမ်းယူမယ်ဆိုဒီလိုယောက်ျားများယူတဲ့အုံနောက်နဲ့စဉ်းစားမယ်ဆိုပတ်စံလည်းရှိတယ်နော်နော်အမြဲတမ်းဆွဲကြိုးတွေဆိုတာတီးနေရပဲအုံနောက်နဲ့စဉ်းစားမယ်ဆိုဒီလိုယောက်ျားများယူတဲ့မှာအချစ်လက်ကြီးရဲ့သစ္စာလည်းရှိတယ်သစ္စာလည်းရှိတယ်အဲ့မဲ့ तू နောက်ပိုင်းတော့သစ္စာမရှိဘူး KTV ကို तू ခေါ်ရဆိုတော့ तू ရဲ့ကိုသိန်းဒီနေ့တော့ post ပြီးရှင်းထားတယ်ကိုသိန်းယောက်ျားလေးတဘာဝတရှိသက်ဆိုတာอืมကျေစင်တို့လာမင်းတို့နဲ့ပတ်သက်တာမဟုတ်ဘူးကြီးကြီးလိုက်အဲပတ်သက်ဘူးအဲကိုကကိုကကိုတချင်းဆိုရဲကရတယ် တောက်တဲ့စားတယ်ဒါပဲနော်ကဘာဝရပဲပေါ့ဟုတ်ကိုကိုစိတ်ချမ်းသာမှုခဏလေးပါပဲဟုတ်တတိယဟုတ်ပြန်လာအဲ့ဒါမဆိုင်ဘူးကိုသိန်းကသူ့စိတ်ရမ်းညစ်နေလို့အိမ်တော်ရေးစင်မပြေလို့စိတ်လေးနည်းနည်းတက်တာပါစေဆိုပြီးသူ့ကိုသိန်းတင်လာတယ်လမ်းလေးပဲပြခဲ့တာလမ်းပေါ်ထွက်ကြတာဟာတော့သူ့ကိစ္စအဲ့တော့တတိယထားကိုနိုင်ရင်းပြောရတယ်ဟုတ်တယ်ကိုနိုင်ရင်းပဲဟုတ်တယ်ကိုနိုင်ရင်းပဲဟမ် ကိုနိုင်လွင်ကတကယ်တော့စိတ်ထားအောင်မကောင်းရှင်းရှင်းနေငောင်းပါထောင်ကြရသွားတာဟုတ်တယ်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 အဲ့ဒါတော့အပြစ်မလဲအဲ့တိုင်းပဲစံညွေးဆရာမလဲအညိုကြည့်တယ်ကိုသိန်းအပြစ်မလဲနိုင်လွင်နဲ့သိန်းလေးဆိုးနဲ့တယောက်ကိုရောမွေကြီးရတာပါတယ်ကိုသိန်းကတော့ online မှာဆိုရတော့ကော်မတီချထိုးလေးညင်ရတော့စကားအသိမပြောရဘူး ်ပြောလိုက်ပြီဒီဘက်နှစ်ဘက်လောက်သူပြတော့ဘဲရပါဘာကိုသိန်းစကားပြောမှဘဲရပါအေးမပြောဘူးလာမပြောကလာပြောခိုင်းသူဘဲလိုချင်တာနဲ့ကိုသိန်းစကားလာပြောပါလုံးမပြောဘူးအေးဘောသူများဟိုအဲ့လိုဘယ်လိုပြောမလဲသူများကိုကူညီပေးရမယ်ကန်စားတာပေါ့ဟိုကိုသိန်းအဖြေခံဟိုပေးဆက်ချင်းနဲ့ဟိုချစ်တတ်တာဟုတ်ပါရဲ့ကောကောอืมအဲ့လိုယောက်ျားမျိုးတွေ့မယ်ဆိုရင်ဒါအုံနောက်နဲ့ဆိုရင်တော့ရွေးချယ်မယ် နှလုံးသားနဲ့ဆိုရင်တော့နှလုံးသားအုံးရွေးချယ်မှာချစ်ချင်ပါဘူးခုပေးပါလားနည်းနည်းဟုတ်တယ်ဟုတ်တယ်ပြပြဟိုအုံးတော့ကနှလုံးသားနဲ့ရောစဉ်းစားမယ်ဆိုရင်တော့โอเคပါတယ်ကိုနေလွင်ရတော့